ရန်ကုန်ဘယူတီလန်ဟိုတယ်လူသက်မှုကတော့နောက်ဆက်တွဲသတင်းတွေပါမှမကြားရတော့မယ်နဲ့အခုဒါလူသက်တီရခန်ကအသက်16နှစ်တောင်မပြည့်သေးဘူးဆက်ခနနှစ်နဲ့ဒါဆယ်လပဲရှိနေသေးတာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ဟိုဘယ်လိုပြောရမလဲအေးအယူလို့မရဘူးဆိုရင်အနေထားမျိုးရီတော့ချက်ချင်းတည်တံပေးလို့မရသေးဘူးဆိုရင်အနေထားမျိုးရီဟိုပေါချားလာသလိုပေါ့လေတချို့ကတော့ အဲ့ဒီကောင်လေးနဲ့သူ့ရဲ့ကောင်မလေးကတရားခံအဆင်မဟုတ်ဘူး။ဒါပြီးတဲ့ခါကျတော့ဒါနိုင်ငံတော်ကထုတ်ပြန်ထားသလိုမျိုးဟိုဘယ်လိုပြောရမလဲပေါ့နော်။အဲ့ဒီအသက်ခံရတဲ့အမျိုးသမီးကအဲ့ဒီကောင်လေးကခေါ်လို့နော်လာရောက်ချင်းမဟုတ်ပဲနဲ့အစကတည်းကအဲ့ဒီ beauty land hotel မှာရှိနေတဲ့အကြောင်းကိုပါအဲကျွန်တော်တို့ဖော်ပြချရပါတော့အပြီးတစ်ခါကျတော့အဲ့ဒီဘယ်လိုပြောရမလဲအဲတရားခအစ်စ်မဟုတ်ဘူးပေါ့လေ ထပ်ပြီးတော့မနေ့ကလည်း Beauty Land Hotel မှာဟိုဒီမီးလောင်မှုအခုဖြစ်ပွားခဲ့တယ်ဗောလေဆိုတော့ဒီခါအစ်စ်ကဒီအောင်ခန့်ကျော်စင်ဆိုရယ်16နှစ်မပြည့်တပြည့်အရွယ်ကောင်လေးမဟုတ်ဘဲနဲ့အဲ့ဒီနောက်ွယ်မှာတကယ်ကိုမှအဲ့ဒီကောင်လေးကိုလူသက်ဖို့အတွက်နှိုးဆော်နေတဲ့သူရှိနေတဲ့အကြောင်းလေးဒါသတင်းတွေကတော့တက်လာနေတာကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်ဆိုတော့ဟို ဘယ်ရကမှန်နေလဲဘယ်ရကမမှန်ဘူးလဲဆိုတော့ကျွန်တော်အခုချိန်ဒီဒါ yes camp ကနေလည်းမမအတိအကျဟိုထုတ်ဖော်ထုတ်ခြင်းမရှိသေးဘူးအဲ့ဒီကောင်လေးကနောက်ွယ်ကနေကျုပ်ကန်ခိုင်းရအခန်းနေရတယ်လို့လဲချားရတယ်ဗျဘာကြောင့်လဲဆိုတော့သူကောက်ကိုလေးလာခြေတဲ့ခါမှာအဲ့ဒီကောင်လေးဟာအောက်လန်းတွေနဲ့ဒါကျွန်တော်တို့အောက်လန်းပညာဘူးပေါ့လေတယောက်ယောက်စီကနေတင်ထားတာကိုလေးတွေ့ရတယ်ပေါ့နော် သူရဲ့ Facebook account story တွေကိုကြည့်မယ်ဆိုရင်လည်းပဲသူဟာဒါကောင်မလေးတယောက်ကိုဘယ်သူကိုတက်ပေးရမလဲဘယ်သူကိုတက်မလဲဆိုရင်ထားမျိုးနဲ့နောက်ွယ်ကနေသူ့ကိုကြိုးကင်နေတဲ့ဆရာတယောက်ရှိတယ်ဆိုရကလေးတွေ့ရတယ်ပေါ့နော်ဆိုတော့ Beautyland Hotel မှာကအခုလူလည်းမသွားရကြတော့ဘူးတရေတွေနော်တရေ၆နေတယ်လို့လည်းပြောကြတယ်ပေါ့နော်တော်တော်လေးကိုလည်းထိလဲမှုကောင်းပါတယ်ဗျာနော်ဆိုတော့အခုတော့ဟိုတရေတွေထပ်ပေါ်လာနေကြတာအမျိုးမျိုးပဲရေစကန်ကဘာမှအတည်ပြုခြင်းမရှိဘူး တေခံကောင်းလေးနဲ့ကောင်းမလေးကိုလည်းလှုပ်ပေးလိုက်ပြီးတရင်ထွက်တယ်ဘယ်ရောက်ယုံရမလဲမသိဘူးဒီနောက်ပြန်မှာတေခံအစ်ရှိတယ်လို့လည်းကြားရတယ်ကျွန်တော်မကြခင်မှာတော့အတိအကျပြန်လည်သိရှိရပါပါ